ခြေဦးညုံသမိုင်းမတွင်မင်းမသမိုင်းဝင်နေတဲ့စကားများဥယျံဆိုင်သောယောက်ျားတို့သည် ရေသွန်းလောင်း၍ပင်ကိုကြီးထွားစေသည်အညွန့်ကုန်မစိကြပေရှင်ဒီတာပါမုခယဟန်တို့ဤတာနာတော်၌ယဟန်သည် နားလဲနားထောင်တတ်၏ပြန်၍လည်းပြောတတ်၏တင်ယူလည်းတင်ယူတတ်၏မှတ်လည်းမှတ်တတ်၏တိလည်းတိတတ်၏တိစေလည်းတိစေတတ်၏အကျိုးစီးပွားရှိမရှိ၌လည်းလိမ်မာ၏ ညင်းခေါင်ခြင်းကိုလည်းမပြုတတ်ယဟန်တို့ဤတရားရှင်မျိုးတို့နှင့်ပြည်စုံသောယဟန်သည်တမန်ပြုလို့၍သွားရန်ထိုက်တန်၏အကျေယဟန်သည်ကြံတန်းစွာပြောဆိုတတ်သောပရိသတ်တို့ရောက်တော်လည်းမတုံမလောက်စကားကိုလည်းမယုံစေတရင်စကားကိုလည်းမဖုံးကွယ်ယုံမှားခြင်းယုံမှားခြင်းကင်းသောစကားကိုလည်းပြောဆိုတတ်၏မင်းရန်တော်လည်းအမျက်မထွက်တတ်ထို့သောသောသဘောရှိသောယဟန်တို့သည်စင်စစ်အားဖြင့်တမန်ပြုလို့၍သွားရန်ထိုက်တန်၏အထက်ပါကောင်းထုတ်ချက်က အင်္ဂုတ္တရနိကေအထကထာနိပတ်ပထမပဏတကမဟာဝတ်ဒုတိယတုတ်လာဘုရားရဲ့စကားတော်ကိုဘုရားရဲ့စကားဖြစ်ပါတယ်တမန်အင်္ဂါ၈ရက်ကိုပြဆိုထားတာပါနှစ်နိုင်ငံဆက်ဆံရေးနှစ်နိုင်နိုင်ငံတကာဆက်ဆံရေးတို့မှာတန်လမန်ဟာမရှိမဖြစ်အရေးပါတဲ့ကဏ္ဍဖြစ်ပါတယ် diplomatic ဆိုင်ရာကျင့်ဝတ်ကျင့်သုံး လုံနီလောက်ဟန်တွေဟာခဲလျောက်ကျေပြန့်လာခဲ့ပေမဲ့ဒီပလိုမေစီရဲ့အရင်းခံဂိုဝင်ကာကတော့ဒုတိယတုတ်လာ အချက်၈ချက်ကနေပြင်းမလွတ်နိုင်ဘူးလို့ဆိုကြပါတယ်။တန်တမန်လို့ခြုံပြီးခေါ်ကြပေမဲ့မြန်မာမင်းတို့ရဲ့အုပ်ချုပ်ရေးရန်နေရာမှာတော့တန်တမန်၅မျိုးခွဲပြားတာတွေ့ရပါတယ်။တစေတမန်ဘရင်မင်းကိုမှားတိုင်းဆိုသူနှစ်တန်စေမင်းနှစ်ပါးတို့ကိုတင့်အောင်ဆိုသူသုံးတုံသေး စကားသွားလာကိုထောက်ထောက်ရမယုံမလွန်ဆိုသူလေတန်လိုသောချက်ကိုတောင်းလာသူငါမင်းစေမှားတိုင်းဆို၍စေဖက်ရမှသွားတော်သူခရစ်နှစ်7300ရာစုကုန်ကန်ဒီမှာမွန်ဂိုတို့ဟာအေယော်ဒီမြေချောင်းအတိုင်းမြန်မာပြည်အလယ်ပိုင်းကိုချင်းနဲ့ဝင်ရောက်ပိုကျင့်စီရဲကြပါတယ် ဒီခါနရတိဟာပတိတယုတ်ပြင်းမစိကတ်တဲ့မင်းဆရာရှင်ဒီတာဗမုခရှင်ဒီယာဗမုခဟာမင်းကြီးစိတ်လွတ်ချက်ရာတဲသူကိုကြွပြီးကိုပလိုင်းခံကနေအရေးဆိုခဲ့ပါတယ်မြန်မာတက်ဂရိတ်646ခရစ်နှစ်1284မိုးရသည့်အကုန်ထီမွန်ဂိုရိုမွန်လာလေးပါဘူးဒါပေမဲ့ဆောင်းရသည်ဆိုရင်ဆင်းလာတော့မှာပဲလို့နရတိဟာပတိဆိုရင်ပါတယ်ဘရင်ကိုယ်တိုင်လည်းပကံနေပြီးတော့ကခွာပြီးပြင်နောက်ဘက်ကမှာ တင်းလျှောက်နေကြတာနှစ်နှစ်နီးပါးခန့်ရှိပါပြီ။အမှန်တော့နာရသီဟာပတိကစိုးရိမ်နေပေမဲ့နောက်တစ်နှစ်1285မိုးကုံလိုစောင်းဝင်တဲ့ထေမွန်ကိုတို့ဟာမြန်မာပြည်အလယ်ပိုင်းကိုဆင့်မဆဲနိုင်သေးပဲစစ်ပြင်းတဲ့အဆင့်သာရှိပါနေတယ်။တကောင်တင်းတွဲကတော့မွန်ဂိုလာတွင်းတပ်ဆင်ခဲ့ပါပြီ။ဒီချိန်မှာ အနန္ဒပီစီနဲ့ မဟာပိဆိုတဲ့အမတ်နှစ်ဦးကိုခေါင်းဆောင်တင်ပြီးဘုရင်ကတကောင်းကိုတန်ဖွဲ့ဆွလိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ဦးနဲ့လည်းမလုံလောက်ပဲရှင်သီတာပေါမုခပါဝင်လာဖို့အခြေအနေဖြစ်လာပါတော့တယ်။ဆရာတော်ဟာသက်ဆိုင်နဲ့ဟန်လင်းကထွက်ခွာခဲ့ပြီးတကောင်းကိုရောက်လာတယ်။မွန်ဂိုတို့စေလွှတ်ခဲ့တဲ့တိဘက်မဟာယနယဟန်များနဲ့တွေ့ဆုံခဲ့တယ်။ဒီနောက်မှာနေချားကိုဖျက်ပြီးဆရာတော်ဟာယခုယူနန်နယ်တော်ရက်စီကိုရောက်လာတယ်။ ဝါဆိုပြီးအဲ့ဒီနှစ်1986ဆောင်းတွင်းမှာပဲခီးဆက်ပါတယ်။ကိုဘလိုင်းခံမင်းကြီးနဲ့တွေ့ကြတဲ့အခါဆွေးနွေးကြတဲ့စကားတွေကိုအများသုံးစကားနဲ့ပြန်ပြောရရင်ကိုဘလိုင်းခံတကောင်းကိုကျွန်ုပ်စိတ်လွတ်လိုက်တဲ့ယဟန်တော်အဖွဲ့ဟာစိတ်ရည်တော့မဟုတ်ပါဘူးတာနာရည်တော့ပါမုံကိုမင်းသားစုစုတေကြီးခေါင်ခေါင်းဆောင်နဲ့စစ်တပ်ကြီးနဲ့အတူမဟာယနဘုံကြီးတွေပါလာတယ်ပကံကိုစစ်တပ်ဆောင်စင်းရင်ဒီဘုံကြီးအဖွဲ့တွေလည်းပါလာမှာဖြစ်ပါတယ် ရှင်သီတာပါမုခမဟာယာဇတင်းစစ်တီများနဲ့ယဟန်းများမြန်မာပြည်လေပိုင်းရောက်ရင်စံစားရမှစံစားရမှသက်ရှင်နိုင်မယ်။စပားဆိုတာတိုင်းပြည်တာယာရေးရဲ့အရင်မြက်ပဲ။ဒါပေမဲ့အခုစစ်ကြောင်ယဟန်းတင်္ဃာများဖြင့်နေပြည်တော်ကိုဆွန့်ခွာခဲ့ကြပြီ။စိုက်ပျိုးလို့မရှိတော့လို့စံတမ်းမရှိတော့ဘူး။တင်းစစ်တဲ့စစ်တီများစံစားရပဲထန်းကိုပဲစားရလိမ့်မယ်။ဝမ်းနာပြီးတေးကြလိမ့်မယ်။ Adobe Camera တက် Adobe Camera ကတ်ကိုတွေ့ဝိုက်ရင်ညွှန်းလိုက်ခြင်းစစ်တီတွေတင်နေတာကို တွေ့ရင်ရဟန်းတင်တာတွေလည်းနေပြည်တော်ထဲမဝင်ဝော့မဲပြေးလွှားရင်းနဲ့ပဲပြန်လုံကုန်ကြလိမ့်မယ်ဒီလိုသာဆိုရင်မင်းကြီးရီမှန်းချအောင်မြင်ပါတော့မလားကုမ္ပဏီခံမင်းကြီးတွေ့ပြီးစဉ်းစားအပြေမပေးနိုင်ရှိချိန်မှာဆရာတော်ကစက်မိန်ပါတယ်ရှင်လီတာပါမောခမဟာယာဇမဟာယာဇဥယျံဆိုင်သောယောက်ျားတို့သည် ရေသွန်းလောင်း၍အပင်ကိုကြီးထွားစေသည်အညွန့်ကိုမစိတ်ကြပင်သစ်ပင်တီးမှအသီးကိုစားဖို့မျှော်မှန်းကြသည်ပကံကို ရေသွန်းလောင်းမှပြေရငယ်ပေမဲ့ထိုးပြေးဤသာသနာသည် မြင့်မြတ်ပါသည်မင်းကြီးမှဖျားစုကို တောင်းသူမဟုတ်လို့တုံတော့တိဘမဟာယနအရာဖျားစုပန်ခြင်းဖျားလောင်းဖျက်ရခြင်းဟာအဓိကချက်ပါဒီညာကိုကန်လိုက်တဲ့အတွက်ကုလိုင်ခံမင်းကြီးပို့ပြီးညွတ်သွားပုံရပါတယ်။မဟာယာစာ တင်တိုက်ခိုက်အောင်မြင်ခဲ့တဲ့တိုင်းပြည်များဟာများလဲများကြီးလဲကြီးပေတယ်။ပုဂံဆိုတာပြည်ငယ်တစ်ခုသာဖြစ်တယ်။တာနာထုံးကားတဲ့ဒေသမျိုးဖျားလောင်းတို့ကမြန်လို့ကြတယ်။စစ်စစ်တူသူရဲများနဲ့စစ်တူသူရဲများစစ်တီသူရဲများကိုမလွတ်နဲ့အောင်ငါတို့ကောက်ပဲတိနှံ့များကို စိုက်ပျိုးပါအောင်မယ်။စိုက်ပျိုးပြီးစီးတဲ့အချိန်ကြမှာဝင်လာပါ။ကုပိုင်ခဲ့ ပန်ဒိတ်ပြောဟောသောအမိန်တွင်တပည့်တော်ဖို့လည်းပါဝင်ပါれပန်ဒိတ်ပြန်ကြွားတော်မူပါတပည့်တော်ပြေးသွားတဲ့သူတို့ကိုပြန်ခေါ်၍ကောက်ပဲသီးနှံဆိုင်ပြောကြပါပြီးစေးသောအခါလူလှုပ်၍တပည့်တော်အားကြောင်းကြပါဆွေနွေးဝဲအောင်မြင်စွာပြီးစေးရပါれကြားရောက်အံ့စဲစဲစစ်ဘေးအန်ရဲ့ကိုကျွမ်းကျင်လိမ်မာစွာ ရှင်သီတာဗမုခဖယ်ရှားပေးခဲ့ရပါနောက်ပိုင်းကျမှနာရတိဟပတိမင်းကိုတားတော့ပြီးစားကလှုပ်ကြံတာတွင် မြင်ဆိုင်ညီနောင်ရေးတွေဟာရှင်သီတာပါမုခနဲ့ဘာမှမဆိုင်တော့ပါဘူးနောက်တစ်နှစ်ဆောင်းဦးပေါက်ကူပလိုင်ခံမင်းကြီးရဲ့မြင်းယူနန်မင်းသားဟာဘိုးတော်ခွင်ပြုခွင်ပြုချက်မရပဲပကံကိုဝန်တိုက်ခဲ့ခြင်းဖြစ်ပါတယ်နာရသည်ဟာပတိလှုပ်ကြံခံရတဲ့တရင်ကိုမွန်ဂိုအာနာပိုင်တွေခြားခြားချင်းပကံကိုဝန်တိုက်ခွင်ပြုဖို့ကူပလိုင်ခံကိုခွင့်တောင်းတော့မင်းကြီးက ခွင့်မပြုပါဘူး ်ရှင်သီတာပါမုခရဲ့ရှင်မှာဂရီးပြုခဲ့တဲ့စကားတွေကိုတတိတရစောင့်ထိုင်ခဲ့ပေါ်ရပါတယ်။စကားပြောကြွန်းခြင်းခြင်းဟာတန်တမန်တူရဲ့တကယ့်အရေးချင်းမှာပဲ။သို့တော်စကားပြောကောင်းရုံနဲ့မပြီးသေးပါဘူး။ရာဇနီတိယတဲ့သူ့ကိုဖလဲခြင်း၌ပညာရှိသောနဲ့စကားဆိုခြင်း၌လိမ္မာသောသုံးရဲ့ရင်သောလေသူတစ်ပါးဤနှလုံးကိုစူးစမ်းသိနိုင်သောငါကောင်းမွန်ရင်ကျေးသော၆ ူဆိုတိုင်းစကားကိုတောင်းပြနိုင်သောပုံပုံမျိုးကိုသာတန်တမန်ဖြူထိုက်တယ်လို့ဆိုပါတယ်